ကျွန်တော်တို့ကခန်းစားချက်တော့စစ်တက်လာတော့ကျဲသွားတယ်ဒါကျွန်တော်ခန်းစားချက်ပဲအဲ့တော့ဦးမဲအောင်လိုင်းရဲ့လုံရက်ကိုကြည့်ကြည့်လိုက်။ဘာရင်ချင်းမှသာမရှိတဲ့နေရာယူတာလဲ။နော်။ဘာရင်ချင်းမှသာမရှိတဲ့နေရာယူတာလဲ။ယူထားပြီးတော့နိုင်ငံကလည်းခစ်ပြက်မှသူကတမနာလုံမှာ။တမနာယူမယ်။အဲတမနာယူတာအကြောင်းမဟုတ်ဘူးနော်။တမနာယူတာလည်းရသေးတယ်ကျွန်တော်လက်ခံလို့ရသေးတယ်။အဲတမနာယူတာကဘယ်လောက်ကြီးလဲ။ချီချင်းဖင်လို့မျိုးဥပဒေကိုပြင်ပြီးတော့တမနာဒီကြိုက်တဲ့လောက်လုပ်လို့ရပါဘူး။အခုမှကာချုပ်။ကာချုပ်ရလို့ဆိုလို့ရှိရင်တက်တန်းကောင်နေပြီ။ တတန်းပုံတဲ့ဟာကိုဒီဥပဒေကဒီလိုရှိပါဆိုဥပဒေကိုပြင်ပြီးတော့ကာချုပ်ရတူးကိုအခုလိုတော့ယူသွားပြီတည်ရွင်းလို့ဆွဲဆန့်ပြီးယူသွားပြီအဲဒါကမြောက်ညင်းလို့မရအချက်နော် အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရောထီမှာဒီနေ့2025ငါးလပန်း14ရက်နေ့မနက်ခင်းအစီအစဉ်ဖြစ်ပါတယ်ဒီမနက်ခင်းရဲ့ပထမဆုံးသတင်းကတော့မကွေတန်ပကုတ်ကူမြို့ဆက်မှုရောင်6လမ်းနဲ့ခုနှစ်လမ်းကြားတော့နေထန်သောဘူခွန်ဆောင်အရှိကြီးခဒူးရှေအာဖမ်းမင်ခေပြီးနေမီခပကဖတ်ကိုလွေးပေးလိုက်ကြောင်းမင်းချန်ဘလက်တက်တပ်ဖွဲ့ခေါင်းဆောင်ဘူမခေကပြောဆိုပါတယ်ဒီသတင်းဖြစ်စဉ်ကအကြီးကသူ့ကို သွားဖမ်းတာမဟုတ်ဘူးစစ်စင်ရေးသွားလောက်တာကဘူကိုသွားလောက်တာသူကလမ်းမှာတွေ့လို့ ဘူကိုမလုပ်ပဲနဲ့သူ့ကိုဆွေးခေါ်လာတာစစ်စင်ရဲ့ကသူကဖြစ်သွားတာပေါ့စစ်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 မှုကတော့နေမေခံကပဲလုံနေတာကျွန်တော်တို့ကတော့ရော့ရော့ချင်းပဲစစ်စစ်အာစစ်မေစစ်မေပြီးတော့မေပြင်းအခွက်တွေပဲလွေးပေးလက်တာလက်နဲ့ပျက်စီးတွေလက်နဲ့ပျက်စီးတွေလည်းပါပါတယ် အကောင်နေမီခံပကပအဖွဲ့တွေပဲလွေပေးလက်တာဟုမင်းချံဘလက်တက်ခေါင်းဆောင်ဘက်ဖွဲ့ခေါင်းဆောင်ကဘူမခေကပြောဆိုတာဖြစ်ပါတယ်ဒီဖြစ်စဉ်ကိုအာကျွန်တော်တို့ ဘယ်လိုလိုဆက်ပြီးတော့ဖြစ်လာမလဲလင်းနေတွေကဘေးအမျိုးအစားတွေကိုပါသွားလဲဆိုတော့ကိုတို့ကျွန်တော်တို့အာမကြိုက်ခင်မှာတရင်တွေကြားသိရမှာဖြစ်ပါတယ်ဒါကတော့ဖြစ်စဉ်အကြောင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်နော်နောက်တစ်ဖက်မှာလည်းမကွေးတန်းကပဲပကုတ်ခုမြို့အဝံတက်မတရားတိမှာဘူမှုတူပတ်စံသော KTV ကိုဝဲရောက်စီးနှင်းစီမှာစစ်တပ်ခန်းစီတူကိုတနက်တလစ်ပြန်အရှင်ဖမ်းမိခဲ့ကြောင် ဘနစက်ဘာမာဖော့ကတရင်ထုတ်ပြန်တာတွေ့ရပါတယ်ဒီထက်မှာမေလာဒီဖြစ်စဉ်ကမေလာစည်ရည်နဲ့မူလေးတနာရီခန့်တွင်ပုဂ္ဂိုလ်မြော့ဝမ်တမတ်တရားတိမှာဘူမှုတူပန်ဆန်သော KTV ကိုပြည်သူမြတ်ဤတရင်ပေးပို့မှုအရာကျွန်တော်တို့လည်းတဖို့တွေကဝဲရောက်စီးနှင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဒီစီးနှင်းရမှာရက်စီရက်ဘူတူတလက်နဲ့အကျန်းဖက်စစ်ကောင်စီအခန်းစီလက်နဲ့ကန်တအုပ်ကို ဖန်စီတင်းတင်းခဲ့ကြောင်းဒေါ်လာရေးတဖွဲ့စီကလည်းသိရှိရပါတယ်။ဝမ်ရော့ဖန်စီတင်းတင်းပြီးချိန်တွင်ကျွန်တော်တို့ဒေါ်လာရေးတဖွဲ့တွေကရေးပုံမြတ်ကအထက်ခတ်မရှိပေနဲ့ပြန်ပြီးတော့ဆော့ခွာနိုင်ခဲ့လို့ကျွန်တော်သိရှိရပါတယ်။နောက်တစ်ခုသတင်းကတော့တပ်ပွေသတင်းဒါကလည်းမကွေးတန်းကမြန်မြော့နဲ့အတွန်းစစ်ကြောင်းထူးနေတဲ့အကျန်းဖက်စစ်တပ်ကိုလေးရကြတက်ခတ်ခေရမှာစစ်တပ်ဖက်မှာထိခတ်တဲ့ရရှိသူမြတ်ပြပြီးစစ်သားအလောင်းတလောင်းတင်းစီရရှိခဲ့ကြောင်း ပောခုခရန်တရင်စက်ငါမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီဟာက မေလတရက်နဲ့ကနဲ့မေလ3ရက်နဲ့အထစ်ကိုလက်လက်ရှင်းလင်းခဲ့ပြီးရှင်းလင်းခဲ့ပါတယ်ခွေးအလောင်းကတော့ဒလောင်းတော့လန်ခဲ့တာကျန်းသားတွေတော့သူတို့ဒေသွားတယ်ဒေသွားကြတယ်လေရင်ပြစ်ကိုနဲ့ဗရာဘွန်တာတွေအချင်းကြီးအများစွာအသောပြုတက်ခိုက်ခဲ့ပါတယ်ရန်သူဖက်က တိုက်ခတ်မှုတွေလည်းရှိတယ်ဖန်စီရမိတာတော့မရှိဘူး တော်တော်လေးတော့ချိန်နာပြီးတော့ခွဲပြေးဝဲပြေးကိုသူတို့ပြီးသွားကြတယ်ဟုတောက်ခုခရန်တရင်ဆက်ကမှတာဝန်ရှိသူတို့ကပြောဆိုပါဒါကတော့ကျွန်တော်တို့လိုင်းတဖို့တွေရဲ့အတက်ပွေးအောင်မြင်မှုကိုဖြစ်ပါတယ်ဆိုတော့ဒီထက်မှာတို့လိုင်းတဖို့တွေကစက်ကောင်စီတက်ဖွဲ့တွေကိုခွဲပြေးဝဲပြေးပြီးအောင်လုပ်ကိုကျွန်တော်တို့လိုင်းတဖို့ချိန်မွန်ခဲ့တာလို့ကျွန်တော်တို့သိရပါတယ်ဒီထက်မှာတေဆောင်သူတွေလည်းအများပြားရှိခဲ့တယ်လို့လည်းသိရှိရပါတယ်ဒါပြင် အဲ့ဒီနောက်တစ်ဖက်မှာလည်းစက်ကောင်စီကအထစ်နာနေပြီးတော့အခုတလို့ဆိုလို့ရှိရင်လေကြောင်းတက်ခတ်မှုတွေဆက်ပြီးတော့လော့ဆောင်နေပါတယ်အာသူတို့တွေ ကုတန်းကလည်းတရင်အရင်မင်းတွေကစစ်တပ်ထဲအတွင်းကပေါ့နော် တရင်အရင်မီတွေကပြောဆိုချက်ရဆိုလို့ရှိရင်အခုတလောမှာထက်ပြီးတော့လေလေကြောင်းတက်ခတ်မှုအရှင်မြင့်သွားမယ်လို့ကျွန်တော်တို့တရင်ကြသိရပါတယ်ဒီအခုဆိုလို့ရှိရင် စကန်တန်ဝက်လက်မြော့နေနဲ့စေဘူးမြော့နေမှာရှိတဲ့ဂျေးယူဝနေရောကိုအကျန်းဖက်ဆက်တက်ကလင်းဖြက်ဘွန်ဂျေးတက်ခတ်ခြင်းကြောင့်ပြီးသူနှုတ်သေးဆုံးပြီးတော့ပြီးသူခုနှစ်ဦးထက်ခတ်တဲ့ရရှိခဲ့ကြောင်းကျွန်တော်တို့တော်လန်ရေးဖက်က ကိုနကလေးကပြောဆိုထားပါတယ်ဒီဖြစ်စဉ်ကတော့မေလ73ရက်နေ့ကောနော်မနေ့ကမိုးလွဲ၄နာရီခန့်တွင်ဝက်လက်မြော့နဲ့အရှိမြော့ချမ်းမှာရှိတဲ့စကန်းတာဂျေးရွာနဲ့ဆွေမူမြော့နဲ့အရှိတောင်ချမ်းမှာရှိတဲ့ငပစ်အိုးရွာကိုတရာအိုးလေးတက်မှာတက်လာတဲ့အကျန်းဖက်စစ်တပ်ဤဂျက်ဖက်တာဗောနော်ဂျက်ဖက်တာတစီးကလေကြောင်းတက်ခတ်မှုနှကျင်ပြုတ်လုခဲ့ဖြစ်ခြင်း အချင်းဖြစ်ကြောင်းသိရှိရပါဒါကတော့စက်ကောင်စီကခုတလုံးမှာစက်လက်ကိုလော့ဆောင်မှာဖြစ်တယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့သတိထားရမှာဖြစ်ပါတယ်အခုချိန်မှာစက်ကောင်စီကရှောင်းနေနေတယ်အရှမ်းမြို့မှာတော့မှအခုဆိုလို့ရှိရင် MNDA နဲ့ပဲအပြစ်ခတ်ရက်စီတယ် TLD တို့တခြားမြို့ပိုင်းမဟာမိတွေကအပြစ်ခတ်ရက်စီမှုတွေမရှိပါဘူးဒီဟာနဲ့ကြောင့်ဒါကြောင့်မလို့စက်ကောင်စီကတော်တော်လေးကိုအထင်နာနေခဲ့ပါတယ်အခုချိန်မှာဒါကြောင့်မလို့စက်ကောင်စီကတော့စပီတော့ရှောင်းမင်းမေးလာအောင်ပါစပီတော့ ပြက်ခတ်မှုလေကြောင်းဘွန်ဂျီတက်ခတ်မှုစစ်တက်ကိုလော့ဆောင်နေအောင်ပါပြည်သူ့အနေနဲ့သတိထားရမှာဖြစ်ပါတယ်ကျွန်တော်တို့အာကရိုချင်းတွေကိုလည်းတူးထားသိရင်တူးထားရမှာဖြစ်ပါတယ်ဒီဟာကိုကြူပြီးတော့ကျွန်တော်တို့ပြည်သူ့အနေနဲ့ပြင်ပြီးတော့သတိပေးပြောဆိုရင်းနဲ့ဒီဆောင်နေရတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့စကန်းငလင်ကြောင့်ပြိုကျပျက်စီးသွားသောဗလီနဲ့ခရီးရန်ဖျားเจ้าမြတ်ကိုမိုးလအတန်သာဆွတ်လို့ရမည်ဟုစက်ကောင်စီသဒ္ဒနာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်လိုက်တော့လေ စကောင်စီကဆလော့ခွက်နဲ့ဖြိုဖြက်ခွက်များလုံးဝချပ်ထားပေးချက်ထားမပေးပဲပြပင်ထားကြောင်းရမေးသိန်းအခြေဆက်ဗလီကျောင်းတော်အဖွဲ့ဝမ်တဦးကပြောဆိုပါတယ်ဒီဖြစ်စဉ်ကအခုဗလီတွေကို ပြန်ဆော့ဖို့နေနေသတာငလင်လွတ်ပြီးတာနဲ့တလကြိုလာတဲ့အထီကိုဘာဆိုဘာမှလောက်ခွက်မပေးဘူးညော့နယ်ထွေဦးကလည်းဘာလဲလော့လို့သူ့ကိုပြောရမယ် မပိပလို့လို့သူ့ကိုပြောရမယ်တသနာရေးကိုတင်ရမယ်ဆိုတာကြီးပဲပြောနေတယ်။မူရင်းငယ်မူရင်းငယ်မူရင်းငယ်မူအစော့အောင်မူလဆောင်ရွက်စာရွက်စာတိုင်းတွေလည်းတောင်းတယ်။တချို့တွေဟာတချို့ဟာတွေကနေပေါ်များစွာကြားခဲ့ပြီးဆိုတော့အဆက်ဆက်တောင်းလိုက်မရတော့ဘူး။တကယ်တော့ CP နဲ့တသနာရေးမှာငြိမ်မှုစာရွက်စာတိုင်းမြစ်တူတွေရှိတယ်။နောက်တစ်ခုကပင်ထားတာတွေကို ရတနာဝေတနယာတနနာယေဝံကြီးကိုတန်းကစီးဆက်မယ်လို့ပြောပါတယ်သတနာယေဝံကြီးကလည်းခက်ပနက်ကိုအစိုးရကိုတင်ပြီးမှအစိုးရဖွဲ့ကိုတင်ပြီးမှခွန့်ပြုမယ်အဆင့်တွေကြံမေဖို့ဟုယမေးသိမ်းမြော့နေတွင်ငလင်ကြောင့်ပြိုကျက်ပစ္စည်းသွားသောဗလီကျောင်းတော်အဖွဲ့ဝင်ကိုပကကရှင်းပြပါတယ်ဒါကတော့ကျွန်တော်တို့အခရိယနဲ့အဗလီကျောင်းတွေပေါ့နော်အာပြန်ပြီးတော့ဆော့လော့ဖို့အတွက်အာ ပန်းကွက်နေတဲ့အကြောင်းမလို့နော်။ဒီဟာကတော့ပြပြင်းတာမျိုးပေါ့နော်။အလုံးကပြပြင်းတာဒီလိုမျိုးဖြစ်နေတဲ့အကြောင်းတွေကိုပြောပြနေပေးတာဖြစ်ပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့အများကြီးတော့မပြောတော့ဘူး။ဒီဟာအများကြီးပြောမယ်ဆိုလို့ရှိရင်ဟိုဖက်ရက်ကဘာသာရေးမန်တဲ့တဲ့ဘာကြီးကပြောပြောနေအောင်ပါဆိုတော့ဒီဟာကတော့ဒီလိုပါပဲ။ဆိုတော့ ဆိုတော့ဒီဟာကတော့ဒီမနေ့ခင်မှာနောက်ဆုံးရရှိထားတဲ့ train tour တွေကိုတက်နေတဲ့လောက်အချင်းချုပ်ပြီးတော့ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။နောက်မှာကျွန်တော်စုဆောင်ထားတဲ့ရွတ်တန်ဖန်ကိုပြင်ပြီးတော့ကြည့်အောင်ပါပထမဆုံးကတော့ရမေးသိမြို့နယ်ကစာတင်ကြောက်ကိုစစ်ကောင်စီကဘွန်ကျဲတက်ခတ်မှုကြောင့်ပြည်သူတွေရဲ့ဒေဆုံးမှုနဲ့ထက်ပြီးတော့ဒေဆုံးတွေရဲ့သူရှိနေလို့သိရှိရပါတယ်။ဒီအသေးစက်ကို မေဘီမာတကယ်ကြောင်တွေ့နေရတဲ့သူတို့မင်းအားသားသမီးတွေကိုဒေဆောင်းနေသူတွေကို BBC ကမင်းမြန်ထားတဲ့ရုတ်တန့်ဖန်သတင်းတွေကိုကျွန်တော်နဲ့တူအရင်ဦးဆုံးနားထောင်ကြည့်အောင်ပါဘီလူတွေဖြစ်ပြခဲ့လေသူတို့ကိုကြံကိုတန်ကိုကြကြောင်တွေ့နေတဲ့သူတွေရဲ့ပြောပြချက်ကိုကျွန်တော်နဲ့တူနားထောင်ကြည့်ရှုအောင်ပါ စနေရက်ကစစ်တပ်ကလေကြောင်းပုံးကျဲခံခဲ့ရတဲ့အိုးရိန်ရင်းရွာကစာတင်ကျောင်းမှာတင်းဆုံးသူခလင်းငယ်ဥယျာဉ်ထပ်တိုးလာပြီးဒဏ်ရာရသူဥယျာဉ်လည်းတရားကြောအထိရှိလာပါတယ်။ BBC ကကြီးစုဝင်ရခဲ့တဲ့ရုပ်သံဖိုင်မှာကျောင်းသားကျောင်းသူခလင်းငယ်တွေဟာဘုံနံကြောင့်ခြေလက်တွေပြတ်တောက်တာဥကောင်းမပါတော့တဲ့ခလင်းငယ်တွေရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေတင်းဆုံးဒဏ်ရာရနေတဲ့ကျောင်းသားတွေကိုတွေ့ရတယ်လို့စာတင်ကျောင်းဆောင်အမိုးတွေပွင့်ထွက်တာအနီးအနားကတစ်ပင်ကြီးတွေပါကြိုးကြတာတွေကိုတွေ့ရပါတယ်။ တင်ဆုံးခဲ့တဲ့ကလေးငယ်တွေနဲ့ဆရာမစုစုပေါင်း20ကျော်ရဲ့ရုပ်အလောင်းတွေကိုမနေ့ကညနေပိုင်းကတကြိုခဲ့ပြီးဒီနေ့မှာတော့ကလေးငယ်3ဦးထပ်မံတင်ဆုံးခဲ့တယ်လို့ကုညီရဲ့လုပ်နေသူတွေကပြောပါရယ်စစ်ကောင်စီကတော့ဒီဖြစ်စဉ်ကိုငြင်းဆန်ထားပါရယ် မျက်မြင်ကြုံတွေ့ခဲ့ရသူတွေကတော့လေချောင်းကနေဘုံကျဲခံရတဲ့မြင်ကွင်းတွေလက်နက်အပိုင်းအစတွေတပ်တွေတွေရှိနေတယ်လို့ BBC ကိုပြောပါတယ်။အဲ့ဒီကျောင်းကျောင်းဝင်းအတွင်းနဲ့ကျောင်းဆောင်နေရနေမှာ၆လက်မပတ်လဲကျင်းအမြောက်များကိုတွေ့ရပြီးပောက်ကွဲထားတဲ့ဘုံရဲ့အချင်းချင်းအများပြားကိုတွေ့ရပါတယ်။ဥရိန်တွင်ရာစတင်ကြောင်းဘလို့တိုက်ခိုက်ခံခဲ့ရတာပါလဲ။မျက်မြင်ကြုံတွေ့ခဲ့ရသူတူကအခုလိုပြောပြပါဗျ။တိုက်ခိုက်တာ ဟောဆိုတော့တန်ကြာတော့ကျွန်တော်တို့ဒါချက်ဖိုက်တာပေါ့။ကျွန်တော်တို့ကတပတ်ပြန်လာတာမြင်လိုက်တာ။ဒေမြန်ပြစ်တော့မလို့လည်းမသိဘူးလို့ဆိုပြီး။ဟောလုတဲ့ချိန်မှာပြစ်ပြစ်လိုက်တာမြင်လိုက်တာ။အာပြစ်ပြီးတော့ဒေငါအောက်ထောက်နေနေတာခါတိုင်းတက်ပြီးတော်လေးကိုနေလာပြီးတော့အဲအတန်ချိန်ငယ်ဆိုကြားလိုက်တာ။ကျွန်တော်တို့ဒီမှာလုံးဝမှတ်တမ်းတွေအကုန်ကြည့်ရဲ။တချို့ကလေးတွေဆိုရင်လည်းတော်တော်စိုးစိုးဝါးဝါးပဲ။တချို့ဆိုရင်ဒီအတူအစတွေလိုက်ကော်ရတယ်ဆင်ပြီး။ပိုင်းပိုင်းကြီးတော့ဒူစတွေတချို့ဆိုရင်လက်ကလေးတချို့ဆိုရင်ခြေထောက်လေးတွေပဲ။တချို့ဆိုရင်ကြောင်စီယူတွေမှာသွားချိန်ညာရမျိုးတွေတော့ရှိ။ ကလေးငယ်တွေကလည်းကျွန်တော်တို့ခုချိန်ကြီးစည်ရင်ကြည့်ဆောင်ဆောင်လည်းတိုင်းတော်တော့တရားချိုတော့ပြီးတရားရတဲ့ကလေးတွေကစစ်ကောင်စီဝါရဖြန့်သတင်းဌာနတွေနဲ့စစ်တပ်ကိုထောက်ခံသူတွေရဲ့ Telegram Channel တွေမှာတော့ចောင်းဖွင့်ချိန်မဟုတ်ဘူးလို့ပြောနေတာတွေတွေ့ရပါတယ်ဒါပေမဲ့စီးရေးပြင်းထန်တဲ့သခိုင်းတိုင်းကတော်လန်အင်အားစုတွေထိန်းချုပ်ထားရဒေသတွေမှာစစ်ကောင်စီတပ်စစ်ချောင်းတိုးတာမရှိချိန်တိုက်ပွဲတွေမရှိချိန်နဲ့လေကြောင်းတိုက်ခိုက်တာတွေနဲ့ပါချိန်မှာစာတင်ចောင်းတွေဖွင့်ရပြီးစီးရေးလှုပ်ရှားမှုတွေရှိချိန်မှာចောင်းတွေပိတ်ထားရတာပါဒါကြောင့်ထိတွေ့တိုက်ပွဲတွေနဲ့စစ်ချောင်းတိုးတာမရှိချိန် ဥရင်တွင်ရာစာတင်ကြောင်းဖွင့်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာပဲစစ်ကောင်စီလက်ထက်ကဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ဒီအချိန်နဲ့ပတ်သက်ပြီးကျောင်းတက်ရင်ဘုံကျဲခံရတာကြောင့်လက်ချက်လိုက်ရတဲ့ကလေးငယ်တူရဲ့အဖိုးဖြစ်သူကအခုလိုပြောပြပါတယ်။ ကိုယ်ကသာဒီကကျတော့မြေလေးတရားကြီးလက်ပေါက်ပြတ်သွားတယ်ဒါပေးတစ်ချက်ပေါက်ပါတယ်။ဒီလိုမျိုးစင်တဲ့တပြီးပါလား၃တန်းပါ။ပြေတန်းရချက်တည်းရတော့မများနှစ်နာရီလောက်ခွင့်ခံွယ်ပြီးတော့အဲ့ပါနံပါတ်ပေါက်လို့ခွဲရမှာတည်းလား။ခွဲပြီးပါပြီ။လက်ကတော့ရောင်းစီကိုရဲ့ချက်ကလေးဒါပိုက်ပြသွားတယ်ဗျ။ဒီသူ့ရဲ့နေထားတာမဆိုးရချင်တရောက်တော့ပါကြီး။ဒီစစ်မကြီးမရှိပါဘူးလေမရှိပဲအကြောင်းပဲလိုက်ကြည့်တော့ပါ။ကျောင်းသားတွေစတင်နေတော့နံပါတ်ပေါက်ကြည့်တော့ပါလေ။ဝဲပြီးတော့သူ့တကယ်ကြီးတဲ့ကဝါလောက်ပါပါလေမရှိရောက်တော့ပါပါလေ။ Yeah. ယူပြီးတာ20ကျော်ပါညာဒီကတန်းစီလဲတာညာကျွန်တော်တို့စိတ်သကောင်းပါဘူးညာကိုသားတူရဲ့ကိုဒီကတော့မယ်ဒီရောဒီကဒီစိမ်းလဲဒီသားစုလို့ပြောချင်သကောင်းပဲဖြစ်နေပါလေညာအဲ့ဒီကျောင်းမှာကျောင်းဝင်ချင်းဆိုရင်ဩရိန်တွင်ရောင်အပါအဝင်ရွာနီးချုပ်ဆက်ကနေဆာလာတင်ကြတဲ့ကျောင်းသားကျောင်းသူ900ဝန်းကျင်အထိရှိပြီးဘုံကျဲခံရတဲ့နေမှာကျောင်းသား200ကျော်ရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်အခြေခံပညာကျောင်းဖြစ်တာကြောင့်ကလေးငယ်အများအပြားရှိနေပြီးဘုံကျဲခံရချိန်မှာကလေးငယ်တွေထိခိုက်သေဆုံးတာများခဲ့တာလို့ဒေသခံတွေကဆိုပါရယ် စစ်ကောင်စီကတော့အင်အားပြင်းငလင်းလှုပ်ခတ်ပြီးနောက်ငလင်းဘေးကူညီခဲ့စေရေးအတွက်ဆိုပြီးအပြစ်ရသက်တမ်းတိုးတာကိုအချိန်ချင်းကျင်ညာခဲ့ပါတယ်။လက်တွေ့မှာတော့တိုက်ပွဲတွေဆက်ဖြစ်နေပြီးနိုင်ငံတော်ဝန်ကမြို့နယ်တွေကိုနေ့စဉ်ဒီပါလေးချောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာနဲ့မြေပြင်စစ်ကြောင်းထိုးတာတွေကြောင့်အပြစ်ရကာလာထဲမှာလူသေဆုံးမှုတွေနေ့စဉ်တိုးလာနေပါတယ်ရှင်။ကျေးဇူးတော်ဒါကတော့ BBC သတင်းဌာနကပြည်ဆောင်တွေကိုဘလူးတွေဖြစ်ပျက်ခဲ့လေဆိုတာကိုသေးစိတ်ကိုမေးမြန်းပြီးတော့မေးပြင်းကလက်တွေ့ကြုံတွေ့နေတဲ့သူတွေကိုမေးမြန်းပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်ဒီအကြောင်းအရာတစ်ပတ်ကပါဘူးဘုံမရရက်ကိုဖက်မှာပြောင်းရစ်ဆိုတဲ့ အာစစ်တပ်လော်ဘီတအုပ်ကလည်းမေပြာတခြားနိုင်ငံခြားမှနေစစ်တပ်လော်ဘီတအုပ်ကလည်းစစ်တပ်ကလက်ပစ်ခတ်တာပါဆိုပြီးတော့ဝန်ခံသွားတဲ့ရုတ်တံဖက်လည်းရှိပါတယ်။နောက်မှကျွန်တော်နဲ့တူပင်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်။စရော့တရားကတော့အာတကယ်တက်တဲ့နေ့တကွာပေါ့နော်။အာဖြစ်စဉ်နဲ့အာရုတ်တံဖန်နဲ့တကွာပေါ့နော်။အာ GP ကြီးရှုပြီးတော့တုံးသက်ပြောဆိုနေတာဖြစ်ပါတယ်။စရော့နောက်တစ်ခုကတော့ကျွန်တော်တို့နားထောင်ရမယ့်သတင်းကတော့ UNG ကဆွပြန်လက်တဲ့ အချက်အများကြီးထဲကနှစ်ချက်ကိုကျွန်တော်နဲ့တူအပြင်ကလော်ဘီထားတဲ့ကောကိုကျွန်တော်နဲ့တူပြင်ပြီးတော့နှာထောင်ကြည့်အောင်ပါဒီအချက်ကိုအပြည့်စုံကိုနှာထောင်ကြည့်ရင်ဆိုလို့ရှိရင်တော့ AUG ရဲ့ platform မှာဖဲချင်မှာသွားပြီးတော့နှာထောင်ကြည့်ရှုလို့ရပါတယ်ဒီမှာကတော့ကျွန်တော်တို့အာအချက်နှစ်ချက်ကိုပဲပြင်ပြီးတော့နှာထောင်ရမှာဖြစ်ပါလိမ့်ဆိုလို့ဆက်လိုက်အောင်ပါဆယ်စုဟာသခိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ match လ28ရက်နေ့ကစလို့မေလ9ရက်နေ့အထိတိုင်းနဲ့ပြည်နယ်73ခုမှာ၄ချောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း382ခု ြုလုပ်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်တွေကြောင့်ပြည်သူတေဆုံးမှု334ဦးရှိခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ952ဦးရှိခဲ့ပါတယ်။အင်း။တေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်32ဦးပါဝင်ပြီးဒဏ်ရာရသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်53ဦးပါဝင်ပါတယ်။ဒီတလာခွဲကကာလအတွင်းမှာလေကြောင်းတိုက်ခတ်မှုကြောင့်လူနေအိမ်ကြီး900ကျော်စာတင်ကျောင်း40ကျော်နဲ့ဘာသာရေးစောင့်တွေဖြစ်တဲ့ ုရားဘာသာဘုန်းကြီးကျောင်း20ကျောင်းခရစ်ယာန်ဘုရားကျောင်း၄ကျောင်းနဲ့ဗလီတလုံးတို့ထိခိုက်ဆုံးရှုံးပျက်စီးခဲ့ရပါတယ်လက်ရှိမှာအကြမ်းဖက်ဆဲအုပ်စုဟာ၄ကျောင်းတိုက်ခိုက်မှုတွေကိုဂျက်လီယင် drone စက်တက်လေတီပါရာမော်တာတွေအပြင် gyrocopter လို့ခေါ်တဲ့ရဟတ်ယင်အငယ်စားတွေကိုပါအသုံးပြုလာတာတွေ့ရပါတယ်၄ကြောင်းတိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးတွေနဲ့နေစဉ်ရက်ဆက်ပြစ်ခတ်တိုက်ခိုက်ရရှိသလို စစ်ကြောင်းထိုးပြီးတော့ရွာတွေကိုမီးရှို့ဖျက်ဆီးတဲ့ဖြစ်စဉ်တွေလည်းရှိနေပါတယ်။အကြမ်းဖက်စစ်တပ်ဟာပြည်သူလူထုကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေရွာတွေကိုစစ်ကြောင်းထိုးမီးရှို့တာတွေစတဲ့လုပ်ရက်တွေကိုနေ့စဉ်ရက်ဆက်လက်တွေ့လှုပ်ဆောင်နေပေမဲ့တဖက်မှာတော့နိုင်ငံတကာမှမြန်မာပန်းလှစီရေးအတွက်ဟန်ပြပစ်ခတ်ရစဲရေးထုတ်ပြန်ချက်တွေကိုထတ်တော့ထုတ်ပြန်လျက်ရှိနေပါတယ်။မြန်မာနိုင်ငံမှာနိုင်ငံတော်နဲ့ပြည်သူလူထုကိုကာကွယ်ဖို့နဲ့ စစ်အာဏာသိမ်းမှုကိုအဆုံးသတ်ပြီးပြည်သူလူထုတရက်လုံးရဲ့မျှော်ရည်ချက်ဖြစ်တဲ့ Federal Democracy ပြည်ထောင်စုကိုတည်ထောင်နိုင်ဖို့အတွက်ပြည်ထောင်စုအစိုးရဖြစ်တဲ့မြို့သားညီညွတ်ရေးအစိုးရအပါအဝင်တော်လှန်ရေးအင်အားစုတွေအားလုံးဟာဖြစ်နိုင်သမျှနီလန်းပေါင်းစုံကိုအသုံးပြုပြီးခစ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးတရက်ကိုဆင်နွှဲနေကြတာဖြစ်ပါတယ်။မြန်မာပြည်သူလူထုရဲ့ဆန္ဒသဘောထားနဲ့အညီပေါ်ပေါက်လာတဲ့တော်လှန်ရေးအောင်မြင်မှုအတွက် အပြစ်ခတ်ရစဲယုံတက်တက်နဲ့အဖြေထွက်နိုင်မှာမဟုတ်ဘူးဆိုတာကိုပြောကြားလိုပါတယ်။အာကဲဆိုတော့ဒါကတော့ UNG ကပြောခွင့်ရသူကပြောတာဖြစ်ပါတယ်။ဒီအချက်တွေထဲမှာကျွန်တော်နှစ်တက်တာကိုပြင်ပြီးတော့မျက်ဝေပေးတာဖြစ်ပါပြီသူလည်းတည်တည်နေဆိုတာကိုပြင်ပြီးတော့မျက်ဝေပေးတာဖြစ်ပါတယ်။ဆိုတော့အမှန်ဆိုလို့ရှိရင်ဒီဟာကတော့ကျွန်တော်တို့နင်ပေါင်း80နင်ပါလုံးကိုကျွန်တော်တို့တူလန်တိုင်းသားလေးနဲ့ကံတွေကိုကျင်းထက်ပြီးတော့ပြောဆိုနေတဲ့စက်ကောင်စီကအခုချိန်မှာအပြစ်ရတဲ့ဆိုတာကတော့လုံးဝကိုအာ အဖက်သက်အပြည့်ရပြတာကလုံးဝကုန်ဖြစ်နေတယ်။အပြည့်ရတဲ့ဆိုကြဲကလေကြောင်းတက်ခတ်မှုနဲ့စက်တက်ကိုပူပြီးတော့ပြင်းထန်လာတယ်။ပူပြီးတော့အရှင်မြင့်လာတယ်။အပြည့်မအပြည့်မရက်ဘူးဘာမှမပြောခင်မှာအပြည့်ရတဲ့မရက်ဘူးဆိုတာဘာမှမပြောခင်မှာအဲ့လောက်ထိမဟုတ်ပေမဲ့အပြည့်ရတဲ့ဆိုပြီးတော့ပြောပြတဲ့နောက်မှာနောင်ချူကချင်ပြည်နယ်မှာဆိုလို့ရှိရင်ရှမ်းပြည်နယ်ရှမ်းမြို့မှာဆိုလို့ရှိရင်စစ်တပ်ကိုထုစစ်စင်မှုလောက်ဆောင်နေတယ် ရခိုင်ပြည်နယ်မှာချင်းတခြားနေရာမှာအဲဒီကရင်နေပြည်နယ်မှာလည်းစစ်ထိုးစစ်တွေကိုစစ်တပ်ကိုလုံးဆောင်နေပါအပြည့်ရနေပါဆိုတော့ဇကားတွေကိုပြောပြီးတော့ကျွန်တော်ပြည်သူတွေကိုကျင်းထက်တဲ့တော်လိုင်းတပ်ဖွဲ့တွေကိုအာနုံနေနဲ့နှက်ခတ်မှုတွေစစ်တပ်ကိုလုံးဆောင်နေတယ်ဆိုတော့ဒီကကတော့ကျွန်တော်တို့လောင်းဝတ်ကိုအယောင်ကြီးမရှိတော့တဲ့စစ်ကောင်စီရဲ့လော့ရက်ကိုကျွန်တော်တို့တစ်ဖက်သက် ပြည့်ရပေးတာကလောင်းဝတ်ကိုမဟုတ်တော့ဘူးဆိုတာကိုအာပိုလန်စီပါတယ်နောက်တစ်ခုကတော့ဂူဟီတိုရဲ့ပြောပြချက်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ပါနားထောင်ကြည့်အောင်ပါသူပြောပြတာဟာကို နာဆိုတာအာနာရှင်ကိုတွားပြီးတော့အာနာရှင်ဖွဲ့စည်းကိုတွားပြီးတော့ကျမတို့ရဲ့စိန်ရီရွှေတွေယူပါဓမြတိုက်တယ်လို့သွားပြောလို့မရဘူးအတော့မှအဲ့လိုလုပ်လို့မရဘူးเนาะအာနာရှင်ဆိုတာပြစ်မှာသနပြောင်းကနေတိုင်းတိုင်းတိုင်းနဲ့ပြစ်မှာကျွန်တော်တို့အသက်တွေကလေးတွေအသက်တွေမိအိုဖောက်အသက်တွေပါငယ်သမီးငယ်ပြီးစီကိုကိုဝင်ဆောင်တဲ့အသက်တွေအဲ့လိုတွေပေးတော့မှတဆင့်ချင်းတက်ပြီးတော့အဲ့အာနာကိုပြန်ရတာ ဘာလီးလို့လို့မို့လို့ညှိနှိုင်းလို့မှမရအောင်ကျွန်တော်တိသွားတယ်တော့မှညှိနှိုင်းလို့မရအောင်အမြဲတမ်းစောက်ကျင်းရှုပ်ပြီးနှီးမျိုးစုံနဲ့ယူမှာအာနာရှင်ဘရောမှညှိနှိုင်းလို့မရအောင်ကျွန်တော်လက်မခံအခု PDF တို့အခု NUG တို့အတန်ထွက်လာတဲ့မေးလို့ဒီပါဇက်ကအတန်ထွက်လာတာကျွန်တော်တိုက်တာ နိုင်လို့ထွက်လာတာအဲ့ကြမှာရာပြေးလို့လို့တော့ဆယ်ပြေးလို့လို့ကောင်းကထပြောတာအဲ့တော့ကျွန်တော်တို့လောက်တဲ့နီးမှန်နေလို့ ော်ဒါပဲမဲ့ကျွန်တော်တို့ဘယ်လိုပြောစစ်မျက်နှာအများကြီးမဖွင့်နဲ့စခွေးတကောင်ထဲကိုပဲကြည်တာကျန်တာတွေကသူ့အသူတော်လိုင်းမှာတရေမမှန်ထွက်ပါလိုက်တယ်ဒီလားဟုတ်ကျွန်တော်တို့တယောက်နဲ့တယောက်ဟိုလူမပါလို့ဒီလူမပါလို့ ဆိုပြီးတော့အပြစ်တင်အပြစ်ဖို့တာဘတော်မှစီလုံးမှာမဟုတ်ကြိတ်ခံဒီလားတစ်ချိန်ကျရင် ကိုယ်ဝေဖန်တဲ့သူတွေတောင်းဝန်စားတော့ကိုယ်ဝေဖန်တဲ့သူတွေတောင်းလေးစားတော့ ဂုံယူသွားအောင်လုပ်ရတယ်ဒီလိုမျိုးဟိုလူကိုဖဲလိုက်ဒီလူကိုမကောင်းပြောလိုက်ကျွန်တော်တို့ကဘာရက်ွက်ထဲလှဲ့အတင်းတုံနေသူတွေပဲဖြစ်မှာအဲ့လိုလူတွေပဲဖြစ်မှာဈေးထဲမှာလှဲ့အတင်းတုံသူလူတွေပဲဖြစ်မှာဟုတ်တယ်ကျွန်တော်တို့ကလူအခွင့်အရေးတွေပေးရတယ်မတန်ဘူးမှန်တယ်နော်သူတို့ဖမ်းမြင်ထမင်းကျွေးရေတိုက်ရတယ်မှန်တယ်မတန်ဘူးဆိုမှန်တယ်ဒါပေမဲ့ဒီတိုင်းပဲကျွန်တော်ဆက်လုပ်ရလိမ့်မယ်ခင်ဗျားတို့ကျွန်တော်လာတဲ့အသက်ဆယ်ဆယ်ဘာလို့လဲဆိုတော့ လုံနေတာကတစုခံနေရတာအများကြီး။ပြန်လှုပ်တဲ့အချိန်မှာအဲ့လိုမျိုးလှုပ်လို့မရဘူး။ကျွန်တော်တို့စိတ်တွေကျွတ်ဆက်နေတယ်။အဲ့လိုမဖြစ်အောင်မာကြောတာပဲဖြစ်ရမယ်။ကျွန်တော်စိတ်တွေကကျွတ်ဆက်ပြီးတော့တခုနဲ့ဟာတရားနဲ့တွေ့တဲ့ဒေါသတွေထွက်တာမျိုးမဖြစ်အောင်ခံနိုင်ရင်ရှိတဲ့မာကြောတာဖြစ်ရမယ်။ဥပမာပြ။ရှင်းချက်ရ။ပြီးခဲ့တဲ့၄ရက်ကကျွန်တော်ရေဖို့ကြားတယ်။နော်ကျွန်တော်လည်းတတတဲ့တောင်းဝင်ထမ်းဆောင်ရတဲ့ထဲဆောက်ကြတယ်။ပြီးတော့ကျွန်တော်သားကြီးမွေးနေတယ်။ နောက်နှစ်ရက်နေတော့ကျွန်တော်တို့ ਨੇ အမြဲအတူရှိနေတယ် light စေမှုကြတယ်။နောက်နေ့ကျတော့ကျွန်တော်တို့ချစ်တဲ့ကိုထိုင်ရမွေးနေ့အခုဒီနေ့ကျွန်တော်ရဲ့ share ကိုရှိခဲ့ကြတယ်။ဒီနေ့ကကျွန်တော်နဲ့သူ့မိနဲ့မင်္ဂလာနှစ်ပတ်လည်း၁၈နှစ်ပြည့်တဲ့နေ့ကျွန်တော်ဘာလုပ်ရမလဲ။ဒီဘက်မှာမွေးနေ့ဒီဘက်မှာသေနေ့ဒီဘက်မှာနှစ်ပတ်လည်းနေ့ဒီဘက်မှာကြာဆုံးနေ့ဘာနဲ့တူလဲဆိုတော့လက်ဖက်ရည်တဲ့ငံပြားကြီးထဲ့တော့ရတယ်လို့ပါ။လက်ဖက်ရည်ရတာလည်းမရှိဘူး။ငံပြားကြီးရတာလည်းမရှိဘူး။ အော်ဂလီစံနဲ့အရသာပဲရှိတယ်။ဘဝအဲ့တိုင်းကြီး။မိသားစုကိုကြည့်မလား။တိုက်ပွဲတွေပြင်းထန်တယ်။တိုက်ပွဲတွေကိုကြည့်မလား။မိသားစုကမျက်နှာငယ်နဲ့ကြည့်မယ်။နှစ်ဖက်လုံးကိုကြည့်မလား။ဘယ်နှောင်းမှာစောက်သုံးမကြတဲ့လူဖြစ်မှန်းကျွန်တော်မသိဘူး။ကျွန်တော်လှုပ်ချင်တာလှုပ်မှာ။ကောင်းတဲ့အရာတွေကိုကျွန်တော်လှုပ်ချင်တာလှုပ်မှာ။အဲ့အတွက်ကျွန်တော်လူဖြစ်နေတာ။ခင်ဗျားတို့ဝေဖန်လေကျွန်တော်မှန်တယ်လို့ကျွန်တော်စိတ်ကျွန်တော်အသိဉာဏ်ကျွန်တော်နှလုံးသားနဲ့ယူဆထားရင်အဲ့ဒါကိုလှုပ်မှာ။ တကဘာလုံးဝေပန်လဲလုံးခမရတို့မကူညီမထောက်ပံ့တော့လဲလုံးခမရတို့တိုက်တွန်းနေလဲကျွန်တော်မလုံးချင်မလုံးဘူးဒါပဲမဲ့တခုရှိတယ်အခုတော်လိုင်းရေးလုံနေတာခမရတို့ကြောင့်လုံနေတာခမရတို့အားပေးတယ်အားပေးတော့အားရတယ်ခမရတို့မြစ်တာပေးတော့မြစ်တာရတယ်အဲ့တော့ကျွန်တော်ကတော့ဘူးလည်းမတုံထန်းဆောင်မယ်ဆက်လုံမယ်ကျွန်တော်မှမိသားစုရှိတယ်သူတို့မှမိသားစုမရှိတော့ကျွန်တော်မှခြေနှစ်ဖက်လမ်းတစ်ဖက်ရှိတယ်သူတို့မှခြေလက်မပြေစုံတော့ ျွန်တော်မှနားမျက်စိတွေကောင်းနေတယ်မျက်မှန်တက်လို့ရတယ်သူတို့မှမျက်လုံးရှိဘူးငါမကြတော့ဘူးအဲ့လိုလူတွေအတွက်ကျွန်တော်ရှင်သန်ရမယ်50ကိုတက်ကြီးတယ်မထင်နဲ့ပါတီတွေတော်ရဲမှာတိုက်နေတော့ဒူဘာတွေတော်ရဲမှာတိုက်နေတော့ချင်းကြီးတွေတော်ရဲမှာတိုက်နေတော့သလားမျိုးပေါ်နေပြီး50ကိုတက်ကြီးတယ်ထင်တယ်လားတော်ရဲမှာတနထမ်းပြီးတော့ကိုကဲနေတော့ကျွန်တော်သူတို့အားကြတယ်သွားဦးမယ်ဝင်နေမှာပဲရှင်သန်နေသေးတော့ကျွန်တော်တော်ရဲရေပေါ်နေနဲ့သွားမှာခင်ဗျအဲ့ဒါကိုယူနီဖောင်းဝတ်လို့ အာဖြစ်လို့တော့ညာပြောလို့လီးပဲလို့ပြောမှာအချင်းချင်းလဲအလုပ်ပဲပြောမှာတကယ်တမ်းတော့တော်လင်ကြီးကမထင်မဖက်နဲ့ဒီလောက်ကြီးဖြစ်သွားတော့ဘဝတွေအကုန်လုံးဆုတ်ပြတ်သက်ကောခင်မင်ပြီးသားလူတွေကရှန်သူတွေဖြစ်ကြီးများတဲ့သူတွေကတသလုံးတူတွဲရမဲ့လူတွေဖြစ်အဲ့ဒါဆိုရင်ကျွန်တော်တခုပြောပြမယ်နော်နည်းနည်းလေးရှင်းလိုက်အောင်မယ်ပြည်သူ20ရာခိုင်နှုန်းပါနေအောင်လေအခုပြည်သူ20ရာခိုင်နှုန်းလောက်ကပြည်တွင်းအောင်မကုန်းနဲ့ နိုင်ငံတကာနဲ့တယ်ပါတယ်နိုင်ငံတကာရောက်နေတဲ့ပြည်သူတွေရတယ်20ရာခိုင်နှုန်းရှိတယ်အဲ့20ရာခိုင်နှုန်းဟာ80ရာခိုင်နှုန်းကို carry လုပ်တော့မှာဈေးရောက်တဲ့သူကရောက်လေလုတ်တဲ့ကောင်ကလုတ်အဲ့မှာတော်လိုင်းကိုပြင်းပြင်းထန်ထန်လုတ်နေတဲ့လူရာခိုင်နှုန်း20နဲ့ပဲနိုင်အောင်လုပ်လို့ရတယ်ဒီကောင်တွေလက်စစ်ခွေးအချိုးကြဘယ်လောက်ရှိလုံးတနိုင်ငံလုံးမှာရဲအချိုးကြလူ600တယောက်လောက်ပဲရှိတာအခုမရှိတော့ ခုကျွန်တော်သိနေစစ်ပွဲဖြစ်တဲ့အတွက်ကျွန်တော်လည်းကြာပါပဲဒီကောင်တွေလည်းသိပါပဲဒါမထူးဆန်းပါဘူးပြက်ဆိုတော့ဒါကတော့အာကျွန်တော်တိုလိုင်းတစ်ဖက်မှာ blue ray ပါဝင်ခဲ့ကြတာလဲဆိုတော့ကို blue ray ဆက်ပြီးတော့လော့ဆောင်ရမလဲဆိုတော့ကိုလည်းပြောပြသွားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ခုနကကျွန်တော်ပြောတဲ့ဒီပြည်မြို့နယ်ကစာတင်ကြောင်းကိုဘုံကျစ်တက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ blue ray ဝန်ခံထားတာလဲမြို့အောင်လိုက် blue ray ရေးဆုပ်ထားလဲဆိုတော့ကိုကျွန်တော်နဲ့တူပြောင်းရေးရဲ့ စစ်တပ်လော်ဘီဖြစ်တဲ့ဗျော်ရင်ရဲ့ရုတ်သက်ဖန်ကိုကျွန်တော်နဲ့တူကြံပြင်းပြီးတော့ကြည့်အောင်ပါတပင်းရင်းနဲ့ပတ်သက်ပြီးတော့အတူချုံကြီးပြောရမယ်ဆိုလို့ရှိရင်လုံးဝလုံးဝစိတ်မကောင်းပါဘူးကဲ၍စစ်တပ်ကလေးချောင်းတိုက်ခတ်ခဲ့သလားမတိုက်ခတ်ခဲ့သလားဆိုတာကိုတော့ကျွန်တော်တို့ဂါဂနနတိတိကျကျတိတိချာချာကိုကျွန်တော်မပြောနိုင်မြင်မဲ့စစ်တပ်ဒီအမ်လေးချောင်းကိုအဓိကထားပြီးတော့ရေးယူရေးယူနေရတဲ့အတွက်ကြောင့်မို့လို့နော်မပြေတော့ကံရရှိတစ်ဖက်ကဆွဆွဲလာပြီးဟေ့ဆိုလို့ရှိရင်တော့ ခစ်တန်ချီများတယ်ဆိုပြီးကျွန်တော်တို့ခံစားရပါတယ်ကျွန်တော်တို့ကခံစားချက်တော့စစ်တပ်ကတော့ကျေးသွားတယ်ဒါကျွန်တော်ခံစားချက်ပဲအဲ့တော့ဘယ်လိုပဲဖြစ်ပါအဲ့လိုမျိုးဒီကြောင့်တိုက်ခိုက်မှုကအရင်ကလည်းရှိခဲ့တာပဲလေနော်ဒါပေါ့အခုလည်းဒါကရှိမရှိဆိုတာကတော့မပြေသောကံရရှိတက်မလို့အနေနဲ့လည်းဒါအရင်ကနံပါတ်၁ချက်တက်မလို့ဘက်ကလေကြောင်းတိုက်ခိုက်မှုကိုပဲအဓိကအားကိုရတစ်ခုဖြစ်တယ်နောက်တစ်ခုကဒါပဲလေဒီလိုပဲပြောမှာပေါ့ဒီတပုံပြတ်မှတ်တွေကိုလေရင်နဲ့ပဲတိုက်တယ်ပေါ့နော်လေရင်နဲ့ အရေးယူတာရှိတယ်ဘူဒီကိစ္စမှာဖြစ်နိုင်မှဖြစ်နိုင်ဆိုတော့ရာတိုင်းတော့အဖြစ်တော့90 90ဆိုပေမဲ့မပြည့်တော့ခံရရှိကျွန်တော်တို့ကစစ်တပ်ပဲတကယ်လုပ်လိုက်ပြီလားဆိုတဲ့ပုံစံမျိုးတွေထိစိတ်မကောင်းဖြစ်ရတယ်ပေါ့ဗျာနော်ဆောနာကျွန်တော်ပြောသလိုတက်ကတော့လေချောင်းကရေးယူနေရည်များတဲ့အတွက်ကြောင့်မို့မပြည့်တော့ခံရရှိယူဆထားလို့ရတယ်ပေါ့တက်ကကျဲသွားတယ်ဆိုပြီးယူချယူဆထားလို့ရတဲ့အခြေအနေမျိုးတော့ရှိတယ်ပေါ့ဗျာနော်အဲ့လိုပဲကျွန်တော်လည်းပြောတဲ့အတွက်ကြောင့်ပြောနိုင်တယ်အဲ့တော့ဘယ်လိုဖြစ်ပါဒီနေရာမှာအဓိက ကျဲခဲ့သည်ရှိရှိမကျဲခဲ့သည်ရှိရှိပေါ့ဗျာနော်ကျွန်တော်တို့ပြောချင်တာကတော့ဒီဖြစ်ရမှာ ပြည်သူကဂျားတွေကနာကျင်ရတာမှန်ပေမဲ့ကလေးတငယ်တွေဂျားတွေကနော်ဘာမှသူတို့ကသိတာမဟုတ်အနီးဖြစ်ဖို့တော့ကလေးဆိုမွေးလာမှာမဟုတ်အစိမ်းဖြစ်ဖို့တော့မွေးလာတာမဟုတ်ဘူးနော်စစ်သွေးကြွဖြစ်ဖို့တော့မွေးလာမွေးလာတာမဟုတ်သလိုနော်နောက်လို့ပြောနေသလိုစစ်တပ်ထောက်ခံဖို့လည်းမွေးလာတာမဟုတ်ဘူးကလေးတွေကမွေးလာတဲ့အဖြစ်အပျက်လေးမွေးလာတာဖြစ်တယ်ဦးမဲအွန်လိုင်းရဲ့လုံရက်ကိုကြည့်ကြည့်လိုက်။ဘာရင်ချင်းမှသာဖြစ်နေရာယူတာလဲ ဘာကြီးချင်းမလားမရှိတဲ့နေရာယူထားတယ်။ယူထားပြီးတော့နိုင်ငံကလည်းခစ်ပြက်မှာသူကတမနာလုံမှာဘလို့မှမဖြစ်နိုင်တဲ့အတိုင်းတာမျိုးတွေသူတို့လုံမှာတမနာယူရမှာဟုတ်လို့ဒီယူကောက်ပဲပြီးပဲသူကတမနာလုံမှာမကူဘူး။အဲဒါပေါ့တမနာလုံလို့မရဘူး။ယူကောက်ပဲလုံနေရလေ။ဟုတ်ပါတော့သူယူလားမယူလားဆိုတော့အာမခံနိုင်တဲ့နေရာပဲနေလေဆိုရှင်ကျွန်တော်ထားပါတော့ကိုမမောင်ခမရဗျာနော်။အဲဦးမေအောင်လိုက်ဒီလောက်ကောင်းတာခမရမို့လို့တမနာယူဆဆဲရက်တယ်ပေါ့။အကြောင်းလည်းအဆမယုံခဲ့ပါဘူး။ဒါပေမဲ့ မြန်မာနိုင်ငံမှာမကြခင်ရွေးကောက်ပွဲကျင်းပလိုက်အဲရွေးကောက်ပွဲကျင်းပပြီးသူပြောတဲ့စကားတန်းသေချာနားထောင်ကြည့်သူတမရတက်လုံမယ်ဆိုတော့သေချာနေပြီတမရတက်လုံမှာအဲ့တော့သူကတမရယူလို့ပဲဒါကျွန်တော်တို့တမရယူမယ်အဲတမရယူတာအကြောင်းမဟုတ်ဘူးနော်တမရယူတာလည်းရသေးတယ်ကျွန်တော်လက်ခံလို့ရသေးတယ်အဲတမရယူတာကဘယ်လောက်ကြီးရှီချင်းဖင်လိုမျိုးဥပဒေကိုပြင်ပြီးတော့တမရဒီကြိုက်တဲ့လောက်လုပ်လို့ရပါဥပမာကာချုပ်ကာချုပ်ရလို့ဆိုလို့ရှိရင်တတန်းအကုန်နေပြီတတန်းကုန်တဲ့ဟာကိုဒီဥပဒေကဒီလိုရှိပါဆိုဥပဒေကိုပြင်ပြီးတော့ကာချုပ်ရတူးကိုအခု လိုတလောက်ယူသွားပြီတရေခွင်းလိုမဆွဲဆန့်ပြီးယူသွားပြီအဲဒါကမြောင်းညင်းလို့မရအချက်တော့အဲအခုတိတ်မကြခင်တမနာနေရာတက်ယူပြီးတော့ဟလာနောက်ထပ်တမနာဒီကြိုက်တလောက်လုပ်လို့ရ20ပဲလုပ်လို့ရတယ်တမနာဒီကြိုက်တလောက်လုပ်လို့ရပြီဆိုအဲဥပဒေကြီးကိုပြင်လိုက်ပြီးစဉ်းစားသေးတော့သေးလိုက်တော့ရတယ်ကဲဆိုတော့ဒါကတော့ဘျောင်းကြီးအာဒီပြင်းမြောင်းနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးမြောင်းအွန်လိုင်းကိုဘလူးရဲမလားယူယူရဲဆိုတာကိုပြောတော့ပြောဆိုသွားတဲ့ရုပ်သက်ဖန်တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုကတော့ဒီမနေ့ကင်းရဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲ ျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအပ်ပေးနေတဲ့ဒေါ်လန်ပြည်သူများအားလုံးကိုလည်းကိုယ်ကြမှာချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။